ဒီဗီဒီယိုမှာတော့ idiom တွေကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ဆိုတော့ take something with a grain of salt a grain of salt လဲရတယ် a pinch of salt ဆိုလဲရတယ် pinch ကတော့ဒီလိုမျိုးပေါ့ဒီဒီဒီလိုယူတဲ့ amount ကို pinch လို့ခေါ်တာဟုတ်ဆိုတော့ဒါကဘာပြောချင်လဲလဲဆိုတော့ not to take something too seriously အရင်မယုံကြည်လိုက်မိဖို့ပေါ့ not to fully believe something တခုခုအပြည့်အဝမယုံကြည်လိုက်ဖို့ okay for example you should take everything he says with a grain of salt he tends to exaggerate a lot အဲသူပြောတဲ့ဟာဆိုရင်ခင်ဗျာတတိနဲ့ယူတော့အရင်အကုန်မယုံနဲ့ပေါ့သူကအထုခုဆိုချက်ကားပြီးတော့ပြောတတ်တယ်ပေါ့လိတ်ကိုဆင်လောက်ပြောတာပေါ့နော်အဲ့လိုပြအရင်ချက်ကားပြီးတော့ပြောတတ်တာ all right another example we should take everything we see online with a pinch of salt ဟုတ်တယ်နော်ကျွန်တော် online မှာ internet ပေါ်မှာတွေ့တဲ့သတင်းဖြစ်ဖြစ်ဘာဖြစ်ဖြစ် အကုန်လုံးမယုံလိုက်ဖို့လိုတယ်နော်ကိုကကိုကကိုပြန်ပြီးတော့ verify လုပ်မယ်ပြန်ပြီးတော့ check ပြီးမှမှန်တယ်ဆိုမှအကုန်ယုံသင့်တာပေါ့နော် takes the cold shoulder ဆိုတော့အဲဒီမင်းတက်တိုက်ကိုတယောက်ယောက်ကိုမသိအောင်ဆောင်းတာရှောင်ပေးတာကယုမစိုက်တာပေါ့နော်အဲစကားမပြောတာအဖက်မလုပ်တာပေါ့ဒီမင်းတက်တက်စိတ်ကောက်လို့ဖြစ်ဖြစ်စိတ်ဆိုးလို့ဖြစ်ဖြစ်ပေါ့ to intentionally ignore someone. For example, hey, don't give me the cold shoulder. Tell me what I did wrong. ငါကအဲ့လိုရင်းတော့စကားမပြောဘဲနဲ့မနေစမ်းပါနဲ့ငါပါမလုပ်ခဲ့လို့လည်းငါပြောစမ်းပါ now relationship မှာဆိုရှိမှာပါနော်ခင်ဗျားတို့အများကြီး low attitude တွေရှိမှာပါ okay next is after their argument she gave him the cold shoulder for a week နော်သူတို့အဲ့လိုမျိုးစကားမြပြီးနောက်ပိုင်းအဲသူ she gave him ပေါ့နော်သူကသူကောင်းပါလေကတပတ်တိတိသူ့ကို စကားမပြောဘဲနေပါတယ်ပေါ့ alright next is break a leg break a leg ကတော့ a good luck wish ပြောလို့ရပါတယ် a good luck wish especially for stage performers နော် stage တခုခုမှာပြိုင်ပွဲတခုခုမှာပြိုင်တော့မဲ့သူတွေအတွက်ကံကောင်းပါစေဆိုတဲ့ wish good luck wish ဖြစ်ပါတယ် for example you've been rehearsing so hard go on stage and break a leg tonight အဲတော်တော်ကြီးကိုကြိုးစားပန်းစားမင်းလေ့ကျင့်လာတာနော်အခုတင်ရ เนาะสินบัวตั้วပြီးတော့ကောင်းဆုံးလုပ်နိုင်ပါစေ break a leg break a leg on your audition tonight i'm sure you're going to do great တင်ရမင်း audition လုပ်မဲ့စီစဉ်ပါမင်းအောင်မြင်ပါစေပေါ့